One Channel ကိုကြည့်ရှုနေကြသောမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ One Channel ရနေပြီးတော့ပတ်စဉ်ယူရိုမင်္ဂလာဟောဆန်းအနေနဲ့လာစဉ်ရတဲ့ရာတွေကိုထုတ်လင်းပေးလည်းရှိပါတယ်။ကျွန်တော်တို့ဘာမင်းသိန်းကားရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်။ဒီဘက် AB နှစ်ရက်ကနေပြီးတော့ကျွန်တော်ရှယ်ယာနေအထိတောက်ကြနေမွေးဖွားသူများတောက်ကြသားသမီးများအတွက်တပတ်တာယူရိုမင်္ဂလာဟောဆန်းကိုဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်အတွင်းမှာတော့တောက်ကြနေမွေးဖွားသူတွေဟာအချီးကိုယ့်ရဲ့အချီးကိုယ့်ရဲ့အိမ်တော်ရေးကိစ္စတွေမှာကျွန်တော်ဂျားလူအနောက်ရှက်တွေကျွန်တော်တို့ပေါ်ရဲရက်တွေဖြစ်တယ်။အဲ့တော့တခုရှိကြတော့ဒီလိုရံမျိုးတွေမှာပညာနဲ့ အဲကိုယ့်ရဲ့ပညာရဲ့ကိုယ့်ရဲ့အတတ်မွေးကြောင်းပညာတစ်ခုနဲ့ကျွန်တော်တို့လက်ရတတ်တဲ့ရက်တွေလက်ရမယ်ကျွန်တော်တို့ပညာထူးရမယ်ရက်တွေဖြစ်နေတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့တောက်ကြနေမွေးဖွားသူတွေဟာကျွန်တော်ရေနဲ့ပတ်သက်တဲ့ခီးတွေရေနှမ်းကြောင်းနဲ့ပတ်သက်တဲ့ခီးတွေရေနဲ့ပတ်သက်တဲ့ခီးတွေကျွန်တော်တို့သွားရတတ်တဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုရမျိုးတွေမှာတောက်ကြနေမွေးဖွားသူတွေဟာကိုယ့်ရဲ့ချက်ချင်းမြတ်တာတရားနေပြီးတော့တင်ကန်းစာတွေကျွန်တော်တို့ပြန်ရတတ်တဲ့ရက်တွေတင်ကန်းစာရရမယ်ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုရံမျိုးတွေမှာကျွန်တော်အလှူမင်္ဂလာကိစ္စတွေဆိုရင်ကျွန်တော်ရက်ရွှေရတတ်တယ်ဒီရက်တွေတွင်တခုထူးဆန်းတာတောက်ကြနေမွေးဖွားသူတွေဟာ ကျွန်တော်တို့ logi land နဲ့ logo တရားလမ်းနှစ်လမ်းရှိတယ်ပေါ့အဲ့တော့ကျွန်တော် logi land map ကိုလိုက်မလား logo တရားလမ်းမကိုလိုက်မလားအဲ့နှစ်လမ်းနဲ့ကျွန်တော်တို့ကြိုက်တာရွေးဆိုတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ login လမ်းကိုလိုက်ရင် login လမ်းရ logo တရားလမ်းကိုလိုက်ရမယ်ဆိုရင်တော့ logo တရားလမ်းရကျွန်တော်တို့အကျိုးရှိမဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီလိုနှစ်လမ်းနဲ့ကကျွန်တော်တမျိုးကြိုက်တာရွေးဖို့လိုတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီရက်တွေအတွင်းမှာပဲအရေးကြီးတဲ့ကိစ္စတွေကျွန်တော်စတင်ပြုမှုပြောဆိုလောက်ကန်ဆုံးဖြတ်မယ်ဆိုရင်လည်းကျွန်တော်တို့အောင်မြင်မဲ့ရက်တွေဖြစ်ပါတယ်။လုံးမယ်ဆိုတော့ကျွန်တော်လုံးတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းမှာတောက်ကြတဲ့မွေးဖွားသူတွေက ဘယ်လုပ်ငန်းကျွန်တော်ဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်အကျိုးရှိအောင်မြင်စေလဲကိုယ့်အတွက်အကျိုးရှိစေလဲဆိုတော့ကျွန်တော်အဝတ်ထည်နဲ့ပတ်သက်တဲ့ကိစ္စတွေလူမျိုးခြားဘာသာခြားနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေဒီလိုဘဏ္ဍတို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတုပိဒပစ္စည်းတွေဓာတ်တုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဒဏ်ဟုံးဒဏ်ဝန်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေညီတို့အမွေတို့ဖုန်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပွဲရုံပွဲစားပုံစံလုပ်အောင်မဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာတောက်ကြတဲ့မျိုးဖွားသူတွေဟာထူးထူးခြားခြားကျွန်တော်အောင်မြင်အစီအမံတဲ့ကိစ္စတွေဖြစ်ပါတယ် တော့အဲ့လားတွေကတော့ကျွန်တော်တို့အောင်မြင်ဆင်ပြေပြီးဘယ်လုပ်ငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်တတိထားပြီးလုပ်ငန်းဆောင်ရွက်တင်လဲဆိုတော့ တစ်တန်တိုတန်းနဲ့ပတ်သက်တဲ့ကိစ္စတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေအတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စတွေအသီးနှံနဲ့ပတ်သက်တဲ့ကိစ္စတွေကြောက်တို့ကားတို့ငါးတို့ကျွန်တော်ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စတွေကုန်းတို့ကိုင်းတို့မြုပ်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာတောက်ကြနေမွေးဖွားသူတွေဟာတတိထားပြီးတော့ကျွန်တော်တို့လောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာပဲတောက်ကြနေမွေးဖွားသူတွေဟာကုန်းငွေတွေအိတ်နေလို့ပစ္စည်းတစ်ခုရောင်းမထွက်ခြင်းလို့ဒါမှမဟုတ်ပစ္စည်းတွေတစ်ခုရောင်းထွက်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဘာလို့ရလဲဆိုတော့ချက်တုံပြူ ချက်တဘူးတစ်လုံးနဲ့ကိုရောင်းညင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့တို့ထိရိုက်ခေါက်အာပောက်ဝေးမယ်ဆိုရင်တော့ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စီတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်အိမ်တော်ရှင်နေဖို့ညှိမြရကျွန်တော်နှိုင်းမြရတွေဖြစ်တတ်ပြီးချစ်သူကြီးစားတွေဖို့ဆိုလဲကျွန်တော်တယောက်နဲ့တယောက်ကျွန်တော်ညှိမြနှိုင်းမြရလေးတွေကျွန်တော်အဆင်မပြေတဲ့ရက်လေးတွေဖြစ်တယ် အဲ့တော့ဒီရက်တွေအတွင်းမှာပဲတောက်ကြံနေမွေးဖွားသူတွေဟာခန်းနံပါတ်တွေကျွန်တော်ရွေးချယ်မယ်ခန်းနံပါတ်တွေတခုအသုံးပြုမယ်ဆိုရင်တော့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဟာ939ခွန်နှစ်ဆိုတဲ့ခန်းနံပါတ်တွေဟာဒီလိုရံမျိုးတွေမှာတောက်ကြံနေမွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းသတိထားမယ်ကျမကြီးကခါချင်တဲ့ပတ်သက်တာလေးတွေသတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီလိုရမျိုးတွေမှာကျွန်တော်တောက်ကြနေမွေးပွားသူတွေဟာကိုယ့်ရဲ့အခိုင်းအညံ့တွေပြည်ကျင်လို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့မကောင်းတဲ့ကိစ္စတွေအထင်းငယ်တွေမကောင်းတဲ့ကျမ်းမာရေးကိစ္စတွေမကောင်းတဲ့လူမွေးစည်းဝိုင်းကိစ္စတွေကြည်ကျင်နေဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တကြား20သားလောက်နဲ့တကြား20သားပဲဖြစ်ဖြစ်အစီအမြေတဲ့ဟာလေးပေါ့နော်တခြား20သားလောက်နဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဟိုကိုတက်နိုင်တဲ့ငွေကြေးလေးနဲ့ပဲဖြစ်ဖြစ်ကို့ပတ်ဝန်းကျင်မှာရှိတဲ့အဖိုးအဖွားကိုကျွန်တော်တို့လှူပြီးတော့ဆူတောင်းလိုက်ပါခင်ဗျာတောက်ကြနေမွေးဖွားသူများလုံးစမ်းမချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ